ကျိုင်းတုံမြို့၌2025ခုနှစ်တိုင်းသားလူငယ်ဖလားအလွတ်တန်းဘောလုံးပြိုင်ပွဲဘိုလ်လူဝဲနှင့်စစ်ချင်းမြင့်ပွဲကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရမင်းရဲ့ရှေးပိုင်းကျိုင်းတုံမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမူးကျင်းပသော တိုင်းသားလူငယ်ဖလားရက်ွက်နှင့်ကြေးရွာပေါင်းစုံအလွတ်တန်းဘောလုံးပြိုင်ပွဲဘိုလ်လူပွဲနှင့်စစ်ချင်းမြင့်ပွဲကိုအောက်တိုဘာလ22ရက်မွန်းလွဲ2နာရီကကျိုင်းတုံမြို့မြို့မအားကစားခွင့်၌ကျင်းပခဲ့ပါသည် ဂိုလူဝဲတွင်ရက်ွက်ငါးကအသင်းနှင့်ကျိုင်းကာကအသင်းတို့ရှင်ပြိုင်ကစားကြရာရက်ွက်ငါးကအသင်းကလေးဂိုးတကိုးဖြင့်အနိုင်ရဖို့ဆွဲခဲ့ပါသည်ထို့နောက်စူချင်းမြင့်ပွဲကျင်းပရာကျိုင်းတုံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးစောမင်းသူနှင့်တာဝန်ရှိသူများကနေရာလိုက်အကောင်းဆုံးကစားသမားစုများပထမစုဒုတိယစု တတရားစုရရှိကြသည့်ပြိုင်မိုးဝင်အသင်းများစုတစိငွေသားစုနှင့်ဒဂွန်ဆိုင်စုပလာများ အသီးသီးပေးအပ်ကြီးမြင့်ခဲ့ကြောင်းသိရှိရပါသည်အဆိုပါပြိုင်ပွဲကိုပြိုင်ပွဲဝင်အသင်း73တင်ဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးအောက်တိုဘာလ23ရက်မှ22ရက်နေ့ထိကျင်းပခဲ့ကြောင်းသိရှိရပါသည်ခင်ဗျာ